ဆူလာဂျီတင်ပြီးမန်ချက်စတာကိုပြန်လာခဲ့မယ်။ဘယ်တနာတော့မဲမိပါများမန်ချက်စတာဖော့စ်ကနေပြန်လဲကြိုးလဲပါရင်။ယူနိုက်တက်ရဲ့စတာဝါလင်အာမက်တီယာတို့ကတော့လာမယ့်20ရက်နေ့မှာကစားသွားမယ့်ယူပါလီဘောလူပွဲမှာစပွားကိုနိုင်ပြီးမန်ချက်စတာကိုယူပါလီဖလားတင်လာခဲ့မယ်လို့ပြောဆိုလိုက်ပါရင်။တရားဒီမှာအချိန်မကောင်းလို့ဘယ်ရင်ပြောင်းမိနေရတဲ့ယူနိုက်တက်တို့ဟာဘေးမြလေးမှာတော့ဆင်းဆက်ချတဲ့ရာသီတိမ့်မှုဒေတာတလောက်ရှိသွားခဲ့ပြီဖြစ်ပါရင်။ဒါပေမဲ့ United တို့အတွက်လာမယ့်ရာသီမှာ Champions League ကစားရမယ့်အခွင့်အရေးတစ်ခုကလက်ထဲမှာရှိနေပြီး Europa League Final မှာ Tottenham ကိုအနိုင်ကစားသွားရမှာဖြစ်ပါရင် ီဝက်ဇင်နဲ့ပတ်သက်ပြီး Ivory Coast ကျယ်ပွဲအားမက်ကလည်းဆင်းလို့ရှာနေကဒီတစ်ခေါက်မှာတော့ Champion Super League တဲ့ပြီးအိမ်ပြန်လာခဲ့မယ်လို့ကတိပြုပြောကြားလိုက်ပါတယ်။အားမက်က နောက်နောက်ဆက်တဲ့ခုနေ့တော့ကျွန်တော်ဟာအသင်းရဲ့ရန်ကုန်တန်းမှာရှိနေခဲ့ပါတယ်။ငယ်လေးငယ်သေးသလိုအတွေ့အကြုံလည်းမရှိသေးပါဘူး။ဒါပေမဲ့အသင်းရဲ့ယူပါလိဖိုင်နယ်လို့ပွဲစဉ်မျိုးမှာအသင်းနဲ့အတူရှိနေဝင်ရခဲ့တာဟာအတွေ့အကြုံကတစ်ခုပါပဲလို့ပြောလို့ရပါတယ်။ဒီအချိန်တုန်းကကျွန်တော်တို့အသင်းမှာပေါ့ပါကာဗာနီတို့လိုဒေဒီဂျေကစားမတွေရှိနေခဲ့တယ်။မှန်တိုင်းပြောရရင်အဲ့ဒီအချိန်တွေကကျွန်တော်တို့အိမ်မက်တစ်ခုလိုပါပဲ။ဒါပေမဲ့အခုကတော့ကျွန်တော်ရဲ့အချိန်ရောက်လာပါပြီ။ဒီအချိန်ဟာကျွန်တော်တို့ကစားမတွေအားလုံးပရိသတ်တွေအားလုံးအတွက်ဖြစ်ပြီးဒီပွဲကိုနိုင်ရအောင်အစမ်းကုန်ကြိုးစားတော့မှာပါ။ လက်ရှိနေပြအမော်ရီဟာလည်းကျွန်တော်အပေါ်မှာယုံကြည်မှုအပြည့်ရှိထားတယ်လို့ထင်ပါတယ်။ဒါကြောင့်လည်းကွင်းထဲရောက်တာနဲ့သူ့ရဲ့ယုံကြည်မှုတွေအတွက်အကောင်းဆုံးစူးစမ်းကစားပေးချင်တာပဲရှိပါတယ်။ကျွန်တော်တို့ယူပါလီဖလားကြီးကိုအင်ပြန်တင်လာခဲ့ပါမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒါ United အတွက်သမိုင်းတခြား၃ချိန်မြောက်ယူပါလီဘိုလိုဝဲဖြစ်ပြီး2019ခုနှစ်တုန်းကမော်ရီယိုလက်ထက်မှာအေချက်ကိုအနိုင်ယူပြီးပိုဆွဲနိုင်ခဲ့ပေမယ့်2020ခုနှစ်မှာတော့ Villa ရဲ့ကိုရှုံးနေခဲ့တာကြောင့်ဒုတိယနေ့သာကျင်းနေခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီပါမျာ View League ကတော့လောက်ပါပဲ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုချေးဆွထုတ်ပေးတင်ရှိပါတယ်ခင်ဗျာ။